ဒီပိတကဒရဓမ္မဗန္တာဂာရိကကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီးဦးစီးရေသာစီရင်တော်မူသည့်နိုင်ငံတော်ဗုဒ္ဓသာသနာမဟာဗုဒ္ဓဝင်ကျမ်းစာတော်မြတ်ကြီးအုတ်ရေတော်အဖြစ်ရှေ့ဟုတ်ရှိသည့်အနက်ငါအုံမြအတွေ့အဖြစ်သရုတ်ထတွဲကိုဆက်လက်ဖကြပူဇော်ပါမယ်စာမျက်နှာနံပါတ်338အခန်း34ရာဇဂိုပြေဝေလူဝန်ကျောင်းတိုင်၌ တတရတမဝါကတော်မူခြင်းမြတ်စွာဘုရားရှင်သည်ရှေ့ရှေ့၌စိုးအပ်ခဲ့ပြီးသောအတိုင်းအာလာဝကဘလူကိုဆုံးမခြေချွတ်တော်မူပြီးလျင်တောလတမဝါကို အာလာဝီပြည်၌ကတော်မူကဝိနည်းတတဝါတို့ဟာခြေချွတ်ဆုံးမတော်မူ၍ထိုဝါကြွသောအခါအာလာဝီပြည်မှာ ခရီးဒေတာစာရီကြွချီတော်မူခဲ့၍အစဉ်တဖြင့်ရာဇဂိုပြည်သို့ရောက်ရှိတော်မူပြီးလျင်ထိုရာဇဂိုပြည်ဝေလူဝန်ကျောင်းတိုက်၌တတရတ္တမ28ဝါမြောက်ကဲ့စို့တရင်သုံးနေတော်မူလေ၏တိရိမာပြည်တန်းစာမအကြောင်းအချင်းချုပ်ဤ၌ ဒီဒီမှာပြည်ထောင်စာမအကြောင်းအချင်းချုပ်ကိုရှေးဥစွာသိထားသင့်၏အကြောင်းအရာအချင်းချုပ်မှာဝေသာလီပြည်၌အမပါဠိပြည်ထောင်စာမကိုအကြောင်းပြု၍မြို့ပြပြည်ရွာတင့်တယ်ဘုံကိုမြဝါထင်ထင်တွေ့မြင်ခဲ့ရသဖြင့်ရာဇဂျိုပြည်မှကုံတယ်ကြီးအသိဝင်တထေအပေါင်းသည်ရာဇဂျိုပြည်သို့ရောက်ရှိကြသောအခါ မိမိတို့ပြည်၌လည်းပြည်ဒန်းစာမှထားရှိတင်ကြောင်းဗိမိတာရမင်းကြီးအားရှောက်ထားကြ၍မင်းကြီးကထားရှိရန်တာဝန်ပေးခွင့်ပြုသောအခါအလွန်စင်းလာသည်ပါလဝတိမီသောမိမကိုပြည်ဒန်းစာမှအဆောင်အယောင်ဖြင့်မင်းအတိမတ်ပြုပြည်ဒန်းစာမှခန့်ထားကြလေသည် ထိုဒါလဝရီမိရန်းစာမကိုတညင့်ပျော်ပသွားလာလို့လျင်ငွေအသက်ပြာချက်တရာပေးရလေသည်ထိုဒါလဝရီမိရန်းစာမမှာရှေးဥစွာသားယောက်ျားတယောက်ဖွားမြောက်လာသောအခါထိုသားငယ်ကိုလမ်းမ၌လူမသိအောင်စွန့်ပစ်ထားသည်ကိုလမ်းမ၌လူမသိအောင်စွန့်ပစ်ထားသည်ကိုအဖေမင်းသားကောက်ယူကား မွေးစား၍ဇီဝကဟုအမည်မဲ့လေသည်သမဏနံပါတ်339ထိုဇီဝကသူငယ်အရွယ်ရောက်သောအခါတက္ကသိုလ်ပြည်ဒိတာပါမောက်ခဆရာအထာဏစေပညာကိုတစ်ဖက်ကမ်းရသင်ကြတက်မြောက်၍နောက်တစ်ချိန်တွင်ဗမာတော်ဇီဝကစေစရာကြီးဇီဝကဟုယနေ့တိုင်ထင်ရှားကြော်ကြားလေသည် ထိုတာလဝတိပိဒန်းစာမမှာဒုတိယအကျင့်တမိတယောက်ဖွားမြင်ပြန်ရာထိုတမိကိုက အမိလုပ်ငန်းဖြစ်သည့်ပိဒန်းစာမအလုပ်ကို ပြုလုပ်နိုင်မည်ဖြစ်သည်ဖြင့်ခွန်သာကွန်မေပြန်သားဇီဝကဒုံကားကဲ့သို့စွန့်ပြစ်မှုမပြုတော့ဘဲကောင်းစွာမွေးမြူ၍ထားခဲ့လေသည်တိတိမာဟု၍လည်းအမိမဲ့လေသည် အမိဖြစ်သူတာလဝတိပိဒံစာမကွယ်လွန်သောအခါတမိဖြစ်သူတိရိမာတိပင်မိခင်ဤအရာဖြစ်သောမင်းအတိမတ်ပြုပိဒံစာမယာဓုကိုရရှိလေသည် ထိုတိရိမာပိဒံစာမကို တနေ့တာမြူတူပျော်ပ သွားလာလို့သောသူများသည်ငွေကြက်အသက်ပြတထောင်ပေးကြရလေသည်ဤကတိရိမာပိဒံစာမအကြောင်း အချင်းချုပ်သည် ဒီဒီမှာပြည်ရန်စာမကိုအကြောင်းပြု၍တရားဟောတော်မူခြင်းမြတ်စွာဘုရားရှင်ရာဇဂျိုပြည်ဝေသာလိရာဇဂျိုပြည်ဝေလူဝန်ကျောင်းတိုင်၌တဒရဒမ18ခုမြောက်ဝါကက်စုတရင်တုံနေတိုင်းတော်မူသောအခါထိုရာဇဂျိုပြည်၌ဒီဒီမှာပြည်ရန်စာမသည်အလွန်အစင်းလာသူဖြစ်လေသည်ထူးတာဖြင့် အထူးအဖြင့်ထိုတိရီမာပြည်ဒန်းစာမှသည်တခုသောဝါတွင်ကိုဇာကွန်မေဖြင့်မိုးတွင်ကာလဝဲသူမနာတထေးကြီးချွေးမပုံနာတထေးကြီးတမီသောတာပန်အရိယာဖြစ်သောဩဒရာဥပါတိကာမအပေါ်၌ပြင်းမမိ၍ထိုဩဒရာကိုကြည်စီလို့ကျင်းနေစီလို့ရကဇာမျက်နှာ330ဩဒရာဤအိမ်၌ ရန်တန်ဃာနှင့်တကွစွမ်းကိစ္စပြုတော်မူပြီးသောမြတ်စွာဘုရားရှင်ကိုကတော့သိခံစေပြီလျင်ထိုနေ့မှာပဲမြတ်စွာဘုရားရှင်ဤစွမ်းအနုမောဒနာတရားကို ကြားနာရ၍အဂောဒိနာဇိနေကောရံဆရှိသောတရားဂါထာအစုံ၌သောတာပတ္တိဖို့တို့ ရောက်ရှိခဲ့လေသည်ကိုယ်စားဤကားအကျင့်မြတ်သည်အကြောင်းအရာအကျယ်ကိုတန်ခရတနာကံ ဥပါတိကာဝင်နန္ဒမာတာဩဒရာဥပါတိကာအခန်းသူရောက်မှရေးတာပေါ်ပြပြန်ကွင်းဘိတ်ဒီဒီမှာပြည်သားသာမဒီသောတာပတ္တိဖို့တို့ရောက်ရှိပြီးနောက်နောက်တနေ့၌ဘုရားမှုရှိတော်တန်ဃာတော်အပင်ဖိတ်ကကြီးစွာသော အလူဒါနကိုပေးပြလျက်ထိုနေ့မှာအစာပြု၍ တန်ဃာတော်ရှစ်ပါးရှစ်ပါးနိဗ္ဗာဒဆွာလူကို ပေးလူလေသည်ပထမပင်ဖိသည့်နေမအစာပြုကနေ့စဉ်နေ့စဉ်အမြဲမပြတ်အလှဲ့ကြသောယဟန်ရှစ်ပါးတို့သည်သီရိမာ၏အိမ်သို့ဆွာလုံးကကြွတော်မူကြရကုန်၏သီရိမာရာယကာမသည်အရှင်ဘုရားတို့ထောဘက်ကိုအလူခံကြပါကုန်နို့ရီကိုလူခံကြပါကုန်ဤသို့အစသည်ဖြင့် တရာကြီးညိုစကားလျှောက်ထားပြီလေထိုအလဲကြယဟန်ရှင်ပါတို့အားတပည့်ရဲ့ပြည်လောင်းလူလီသည်တို့ရကယဟန်တပါးဂွေသာဂွေဘိဖြင့်တိတိမအိမ်မရရှိတော်စွမ်းသည်ယဟန်၃ပါး၄ပါးစားလောက်လီသည်တိတိမသည် နေစဉ်နေစဉ်အတက်ပြား၁၆ချက်၁၆ချက်အကုန်ခံကစွမ်းလူလီသည် တနေသောအခါယဟန်တပါးသည်သီရိမာ၏အိမ်၌အလဲကြယဟန်ရှစ်ပါးတို့ရှစ်ပါးတွင်တပါးအပါဝင်ဖြစ်ကစွမ်းဖုံးပေးပြီးနောက်ရာဇဂိုပြည်မှသုံးယူဇနာအထက်၌သုံးယူဇနာအထက်၌ရှိသောသုံးယူဇနာကျော်ဝေးกว่าသောကျောင်းတိုက်တစ်ခုသို့ရောက်ရှိလေထို့နောက်ညနေကျအခါမဟာမထေရကြီးအားစီကဝုပြုရာဌာန၌ ထိုင်နေသောထိုအာဂန္ဓုယဟန်ကိုသမဏ331တရင်သောဘောယဟန်တော်တို့ကငါရှင်အဘယ်ရက်၌စွမ်းကိုခံယူသုံးဆောင်၍ကြွလာခဲ့သည်နည်းဟုပရိသန္တာရအစေအဆက်စကားပြောကြားမေးမြန်းကြလေသောအာဂန္ဓုယဟန်သည်ငါရှင်တို့ငါသည်တိတိမာဤတန်ခါရှိပါ နိဗ္ဗာဒလူဒန်းအတော်စွမ်းကို စားပြီးလာခဲ့ပါသည်ဟု၍ဖြေကြားလေ၏တပန်ယဟန်များကငါရှင်တိရိမာသည်နှစ်သက်ပွဲဖြစ်အောင်ပြု၍ပေးလူအဲ့ဤလောဟုမိကြပြန်သောအခါအာဂန်လူယဟန်သည်ငါရှင်တို့ထိုတိရိမာ၏စွမ်းကို အကုန်အစင်ချီးမွမ်းခြင်းကမတတ်နိုင်ပါအလုံးထအလုံးမုံမြအောင် ကောင်းအောင်ပြု၍လှူဒန်းပါသည်ယဟန်တစ်ပါးရရှိရသောစွမ်းသည်ယဟန်၃ပါး၄ပါးဖြင့်စားလောက်ပါသည်အထူးအဖြင့်ထိုတိတိမှာပြည်သားစာမ၏လူပဲဝှထုထက်သူမကိုမြင်ရခြင်းကပင်တာလွန်၍မျက်လာပါသည်မဤထိုတိတိမှာသည်ဤတို့ဤတို့သောအစဉ်လက္ခဏာအင်္ဂါကြီးငယ်တင့်တယ်ပြဝသူဖြစ်ပါသည်ဟုထိုတိတိမှာဤဂုံကျေးဇူးများကိုချီးမွမ်းပြောဆိုလေ၏ ထိုအခါယဟန်တပတ်သည်တိရိမာ၏ဂုံကျေးဇူးနှင့်ဆက်သောစကားကိုကြားရ၍တိရိမာကိုမမြင်ရဘဲပင်ချစ်ခင်ခြင်းကို ဖြစ်စေလျက်ငါတွား၍တိရိမာကိုကြည့်ရှုမှတင့်တော်မည်ဟုကြံစီစဉ်းစားမိကမိမိဝါစဉ်ကိုထိုအာဂန္ဓုယဟာပြောကြ၍ထိုအာဂန္ဓုယဟန်ကိုဝိဇ္ဇာကွန်ပေဖြင့်တိရိမာ၏အိမ်၌ယခုရောက်စေ တန်ဃာတိစဉ်ထေစဉ်ကိုမေးလေလျှင်အာဂန္တုယံကငါရှင်အင်းယခုသွားလေနတ်ပြန်ကအတော့သီရိမာဤအိမ်၌တန်ဃာထေဖြစ်ကအတကဘက်ဝိဇခွေမိတ်ဖြင့်တန်ဃာရှင်ပါအလူဒန်းအတော့စွမ်းကိုရပေလိမ့်မည်ဟုဖြေဆိုသည့်စကားကိုကြားသိရ၍ဒုက္ခနာမှာပင် တပိတ်တင်ကားကိုယူဆောင်ကဖဲသွားပါတော့လဲကိုယ်စားကိုမိတ်ဖြင့်ထိုနေ့ညစ်ထိုနေ့ညစ်ရာဇဂျိုတို့မရောက်နိုင်ပဲကြူးစား၍သွားသည်ဖြစ်နနစောစောအာယုန်တက်ချိန်မှာပင်စာရည်ရန်မဲယုံတို့ဝင်၍ရက်တီလေးလျင်စာမျက်နှာနံပါတ်330နှင့်တန်ခမထေဖြစ်၍တိရိမာယီအိနအထကဆွမ်းကို စာရေးဓာမဲကြ၍ရရှိလေသည်အထူးအဖြင့်ယမန်နေ့ကစွန့်လဲကြ၍သီရိမာဤစွန့်ကိုဖုံးပေးပြီးခီးထွက်သွားသောထိုရဲဤခီးထွက်သွားချိန်မှာပင်သီရိမာဤကိုနိုင်သည်မြင့်အနာယောဂါဆွဲကပ်ဖြစ်ပွားလာလေသည်တို့ရကသီရိမာသည်စင်ရင်မြဲဖြစ်သောအစင်းတန်းစာတို့ကိုချွတ်၍အိယာညောင်သောနိုင်လျောင်းဆက်ကား နေရရှာ၏ထို့နောက်တိရိမာ၏အိစေကျွန်မတို့သည်အထကစွမ်းစာရိတ်တံမဲကြရရှိရရရှိ၍အထကစွမ်းစာရိတ်တံမဲကြရရှိ၍ကြွလာသောယဟန်ရှင်ပါတို့ကိုမြင်ကြသဖြင့်တိရိမာ အကြောင်းကိုပြောကြားကြလေတော့တိရိမာသည်မိမိလက်ဖြင့်ခွင်းစားခွင်းမိတ်ဖြင့်ရှေ့ရှေ့နေများကဲ့သို့ တပိတ်တို့ကိုယူ၍ယဟန်တို့ဟာနေရာမေးရန်ပြုစုလုံကျွေးရန်မတတ်နိုင်ရှာတော့သည်ဖြစ်၍အိစေကျွန်မတို့ကို အမိတို့အရှင်မြတ်တို့၏တပိတ်များကိုစီးကြိုယူငင်ကြလျက်အရှင်မြတ်တို့ဟာနေရာတိုင်းငယ်များပေးကြပြေးလျင်ယာကုကိုရှေးဥစွာကက်လူကြပြီးနောက်ခဲပွဲမုံများကို ပေးလူကြ၍စွန့်ခြင်းကြသောအခါတပိတ်များအပြည့်စွန့်ထဲလူကြပါကုန်လောဟု လျောင်းဆက်ရင်းကပြင်စေခိုင်းရှာလီသည်အိမ်စေကျွန်မတို့သည် ကောင်းပါပြီရှင်မဟုဝန်ခံကြ၍ရန်တို့ကို အိမ်တွင်းသို့ ပင့်ခဲ့ကြပြီးလျင် ရှေးဥစွာယာကုတိုက်ကျွေးကြပြီးနောက်ခဲဘွယ်မုံများကိုဆက်ကပ်ပေးလူကြ၍စွန့်ငင်ကြသောအခါတပိန်များအပြည့်စွန့်စွန့်ရင်းများထဲ့ပြီးသောဒီဒီမာထိုအကြောင်းကို ပြောကြားကြလေကုန်၏ဒီဒီမာသည်အမိတို့ ငါကိုပွေချီကြ၍အရှင်မြတ်မြတ်အနိတို့ပို့ဆောင်ကြကုန်ပို့ဆောင်ကြပါကုန်ငါသည် အရှင်မြတ်တို့ကို ရှေ့ခိုးပါဟုအန်ဟုပြော၍အိန္ဒိကျွန်မတို့ကပွေချီကြကယဟန်မြတ်အနိတို့ပို့ဆောင်အပ်ရကပဂရိမတိနိုင်ပဲတုံလုံတော့ကိုဖြင့်ယဟန်တို့ကိုယုတိမြတ်တို့ရှေ့ခိုးလေ၏ ။စာမျက်နှာနံပါတ်333တိရိမာကို မမြင်ရဘဲပင်ချစ်ခင်၍နေတော့ထိုယဟန်သည်တိရိမာကိုစူးစူးဆိုက်ဆိုက်ကြည့်ရှု၍မကြမ်းမာပဲလျက်ပင်တော်မှလဲ။ဤတိရိမာ၏ရုပ်ရည်အစဉ်တင့်တယ်ခြင်းသည်ဤတို့လှပတင့်တယ်သောသဘောရှိသည်၏။အနာယောဂာကင်းရှင်းကျမ်းမာသောအခါ၌အလုံးစုံသောအစင်းတန်းစာဖြင့် တန်းစာဆင်ရတော့ဤတိရိမာဤရုပ်အစင်တင့်တယ်ချင်း ကြက်တေကဘယ်လိုများရှိချင်မည်နည်းဟုကြံစီမိလေဤထိုအခါထိုယဟိတန္တနိုင်နေ့ကလေးပေါင်းများစွာစူဆောင်း၍ထားတကဲ့သို့သောရာဂကိလေသာသည်ထကြွတောင်းကြံဖြစ်ပွား၍လာလေထိုယန်သည်မိတိအရာကိုများမသိနိုင်တော့ဘဲစွမ်းကိုလည်းမစားနိုင်တော့ဘဲ တပိတ်ကိုယူဆောင်၍ကြောင်းတိုက်သို့ပြန်သွားပြည်လျင်တပိတ်ကိုပိတ်၍တနေရ၌ထားပြီးသောသင်္ကန်းကိုဖြန့်ခင်း၍စင်စင်ကြီးလျောင်းဆက်လီတော့ဤထိုအခါထိုရန်ကိုဖို့ရန်တပါးကားမြတောင်းမှန်အပ်ပါတော်လဲစွမ်းစားစီခြင်းကမတတ်နိုင်ပဲရှိလေသည်စွမ်းစားခြင်းကမတတ်နိုင်ပဲရှိလေထိုရန်သည် စွာအစာပြက်ငတ်ခံ၍နေလေတော့ဤထိုနေ့ညနေကျအခါမှာပင်သီရိမာသည်စုတီပြက်၍ပေလွန်လေ၏ဗေမိတာရမင်းတရားသည်မြတ်စွာဘုရားရှိ၏အထံတော်သို့ဘုန်းတော်ကြည်သောမြတ်စွာဘုရားဆရာစီဝကဤနမငယ်တိတိမာတိသုတိပြက်ကျွေတေလွန်ခဲ့ပါပြီဟုသတင်းစကားပို့တာလျှောက်ထားစီလီ မြတ်စွာဘုရားရှင်သည်ထိုအကြောင်းကိုကြားသိတော်မူ၏မင်းကြီးထံသို့တိတိမာယဥရုဇယုတ်ကလက်ကိုမိသိင်ကြုံမှုမပြုလင်အောင်သူကောင်ပြစ်ချရာတုတ်တန်နထိုတိတိမာဤဥရုဇယုတ်ကလက်ကိုကြည်ခွေမြေခွေစသည်တို့မစားနိုင်အောင်ဟိုလက်ပိတ်သိမ်းထားလျက် ဆောက်ရှောက်စေကြကုန်လောဟုအမာတော်စကားပြန်ကြတော်မူစေ၏မင်းကြီးဒီလက်မျက်စွာပြားရေမှားကြတော်မူတိုင်းပင်ပြုလေ၏သမဏာနံပါတ်314အစဉ်အတိုင်း3ရက်လွန်မြောက်၍4ရက်သို့ရောက်လေလျှင်တိရိမာယီဥရုဇရုတ်ကလက်သည်ဖူးဖူးရောင်ပွကြွ၍လာ၏ ကိုပေါ့ द्वार အမာကိုပေါ့ द्वार အမာဝမပူလောက်တို့သည်တဖွာဖွာယူထွက်၍လာကြကုန်၏တကူလုံးသည်ကွဲအက်ကသလေးထမင်းအိုးကဲ့သို့ပွက်ပွက်ထ၍လာလေ၏ထိုကဗမိတာရမင်းတရားသည်ရာဇဂျိုမြို့တော်အတွင်း၌ အိမ်ဆောက်ရန်ကလေးသူငယ်များကိုသာထား၍ကြံသည့်လူများတိတိမာ၏ဥရုဇယုတ်ကလက်ကိုကြည့်ရှုရန်လာရောက်ကြရမည်မလာရောက်သူတို့ဟာငွေရသည်ပြားရှိချက်ဒဏ်တက်မည်ဟုစီလဲစီတော်မူ၏မြတ်စွာဘုရားရှင်ဌာနတော်သို့လည်းမြတ်စွာဘုရားမှုရှိသောရဟန်းတန်ဃာတော်အပေါင်းသည်တိတိမာ၏ဥရုဇယုတ်ကလက်ကိုကြည့်ရှုရန်ကြွလာတော်မူစေခြင်းမသည်ဟုပင်လျှောက်စီလီသည် မြတ်စွာဘုရားရှင်သည်ယဟန်တို့အားသီတိမာယိဥရုဇယုတ်ကလက်ကိုကြီးရှုရန်သွားကြကုန်အံ့ဟုမိတ်ကြတော်မူလေ၏သီတိမာကိုချစ်ခင်၍နေတော်ထိုယဟန်ငယ်သည်လဲလေးရက်လုံးလုံးမြည်သူ၏စကားကိုမျှမနာယူပဲအစာဖြက်စွမ်းငတ်ခံ၍သာလျောင်းဆက်နေလေသည်တပိတ်ထဲ၌ကိုင်းသာကိုင်းမိတ်ဖြင့် လွန်ခဲ့သောလေးရက်ကခံယူထားသောစွမ်းသည် ပုံတိုးလျက်ရှိချေပြီးတပိတ်၌အငြိချင်းများထားလျက်ရှိချေပြီးထိုအခါထိုရဟန်းငယ်ကိုသူငယ်ချင်းရဟန်းကငါရှင်မြတ်စွာဘုရားရှင်သည်တိတိမာဤဥရုဇယုတ်ကလက်ကိုကြည့်ရှုရန်ကြွတော်မူအံဆဲဆဲဖြစ်သည်ဟုပြောကြားလေလျေထိုစိတ်ရသရဟန်းငယ်သည် ထိုများလောက်စာလွန်မိုးသိမ့်ခြင်းအပြင်အပြင်နှိမ့်ဆက်အပ်ပါလျက်လဲ တိတိမာဟု၍ပြောဆိုလိုက်လျင်ပင်အစောတလင်ထ၍ငါရှင်ဘာကိုပြောလိုက်သနည်းဟုမေးမြန်းလေ၏လူငယ်ချင်းယံကငါရှင်မြတ်စွာဘုရားရှင်သည်တိတိမာကို ကြည်ရှုရန်ကြွားတော်မူအပ်ဆဲဆဲဖြစ်နေသည်ငါရှင်သည်လည်းလိုက်ပါမည်လို့ဟုမေးမြန်းအပ်လေတော့အေးငါလိုက်မည်ဟုပြောဆိုက စွမ်းတိုးကိုစွန့်ပြစ်လျက်တပိတ်ကို စေးကြော၍ တပည့်၌ထေပြီးလင်ရန်တန်ကာနှင့်အလူတကဝလိုက်ခဲ့လေ၏သမဏာနံပါတ်315မြတ်စွာဘုရားရှင်သည်ရဟန်းပေါင်းခြံရန်လျက်တုတ်တန်ရက်ဝဲနံပါတ်တပတ်၌ရက်တီတော်မူလေရဟန်းမအပေါင်းသည်၎င်းမင်းပရိသတ်သည်၎င်းဥပါဒကပရိသတ်သည်၎င်းဥပါတိကပရိသတ်သည်၎င်း နမတပ္ပစီ၌နေရာယူကယက်တီကြလေကုန်၏ပရိသတ်စုံကြည်သောအခါမြတ်စွာဘုရားရှင်သည်ဗေမိတာရမင်းကြီးကိုမြတ်သောမင်းကြီးဤသူမကအဘယ်သူမနီးဟုမေးတော်မူ၏ဗေမိတာရမင်းကြီးကဘုန်းတော်ကြည်သောမြတ်စွာဘုရားဆရာဇီဝကဤနမတိတိမာအမိရှိသော သူငယ်မဖြစ်ပါသည်ဘုရားဟုရှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည်မြတ်တော်မင်းကြီးဤသူမကတိတိမာလောဟု အခါယမှာထက်၍မေးတော်မူပြန်လေ၏မင်းကြီးကမှန်ပါသည်မြတ်စွာဘုရားဟုအခါယမှာစကားရှောက်ထားလေလေမြတ်စွာဘုရားရှင်သည်မြတ်တော်မင်းကြီးထို့သို့ဇီဝကဤနမတိတိမာဖြစ်ခဲ့လေမြို့တော်အတွင်း၌ အသက်ပြာကထောင်ကိုပြည့်၍အလိုရှိသောသူတို့သည်တိတိမာကိုယူကြကုန်ဟုစီလေစီလောဟုမိတ်ဆိုတော်မူ၏မင်းကြီးသည်အရှင်ဘုရားမိန်တော်မူတိုင်းပြုစေလေ၏ပြန်လဲပူတော်ပါမယ်မင်းကြီးသည်ဘုရားရှင်မိန်တော်မူတိုင်းပြုစေလေ၏ဒုတိယမြဟန်ဟူ၍၎င်း ဟုံဟူ၍၎င်းပြောဆိုမိသူ မရှိခဲ့ချေမင်းကြီးသည်မြတ်စွာဘုရားတူတယောက်မြတ်စွာဘုရားတူတယောက်များယူမိသူမရှိပါဘုရားဟုပြန်ကြလျှောက်ထားလေတော့မြတ်စွာဘုရားရှင်ကမြတ်သောမင်းကြီးထိုသူအသက်ပြားတစ်ဆောင်ဖြင့်ယူမိသူမရှိလေရဲ့အဖိုးကိုရှော့ချလေလို့ဟုမိန်တော်မူသည်မိန်တော်မူသည်ဖြင့် မင်းကြီးဒီအတပြားငါရာတို့ကို ပေး၍လူရှုသူတို့ယူကြကုန်တော်ဟုစီလင်စီပြန်၍ယူလိုသူတူတယောက်ကိုမျှမတွေ့ရှိရသဖြင့်အတပြား250ကိုတို့ကို ပေး၍ပေရလာအတပြား200ကို ပေး၍အတပြား100ကိုပေး၍အတပြား50ကိုအတပြား25ချက်ကိုအတပြား15 စေချက်ကိုအတပြာ၅ချက်တို့ကိုအတပြာတစ်ချက်ကိုငါမှုကို တမတ်ကိုတပဲကိုတချင်းရွှေကိုပေး၍အလိုရှိသူတို့သည်ဒိဋ္ဌိမာကိုယူကြကုန်ဟုစီလေစီတော်လဲဒုတိယများ လိုခြင်းသူမရှိချေသမဏနံပါတ်336 အချင်းနီအလေကအလိုရှိသူတို့ယူကြကုန်စီလေစီပြန်တော်လဲဟံဝွေ၎င်းဟုံဝွေ၎င်းပြောဆိုမိသူဒုတိယကိုမြမရှိချေမင်းကြီးစီမြတ်စွာဘုရားအချင်းနီအလေကတော်မှလဲယူမိသူ မရှိပါဟူ၍ရှောက်သားလေသည် ထိုအခါမြတ်စွာဘုရားရှင်သည်ရဟန်းတို့လူများအပေါင်းသည် ချစ်ခင်စုံမဲ့နှစ်သက်အပ်သောမာတုကာမသီရိမာကိုတင်ချစ်သားတို့ကြည့်ရှုကြကုန်လော့ဤရာဇဂုံမြို့မှာပင်ရှေ့အခါကဆိုလျင် အသည်ပြာတထောင်ပေးမှတနေ့သာမြူထူပျော်ပသွားလာခွင့်ကို ရရှိနိုင်ခဲ့ကြကုန်ပြီယခုအခါ၌မူအချင်းဤအလေကားတော်မှလည်းယူမည်သူမရှိတော့ချေ တို့စဉ်ကလတင့်တယ်လှပြီတန်မိုးရှိခဲ့သောရုပ်အစင်းသည် ကုံချင်းပြဲချင်းသို့ရောက်ခဲ့လေပြီယဟန်တို့မပြတ်မဆက်အမြဲကျင်နာမခံတာသည်ဤခန္ဓာကိုယ်အတဘောကိုဉာဏ်ဆက်ခုဖြင့်ကြည်ယူကြကုန်တော့ဉာဏ်ဆက်ခုဖြင့်ကြည်ယူကြလောဟုမိန်တော်မူပြီးလျင်ဤဆိုလတန်တော့ တရားဂါထာကိုဟောကြားတော်မူလေ၏ယတစိတ်တကတံဘိမ္ဗံအရုကာယသမုတ်တိတံအာတုတံဘဟုသင်္ကပ္ပံယတနတ္ထိဒုဝန်တိတိသမဏနံပါတ်319ဘိကဝေယဟန်တော်မြအိုချစ်သားတို့ယတအကျဉ်သို့သော ခန္ဓာကိုယ်အတ္တဘောဟာဒုဝံမယိုင်မလဲခိုင်မြဲသောသဘောတည်၎င်းထိတိကြံ့ကြံ့ခိုင်ကြည်တည်တံ့ခြင်းသဘောတည်၎င်းလက်ထိတဇိုးတသိမရှိပါချေစိတ်တကတံအဟုတန်းစာပန်းနန္တာစသည်တို့ဖြင့်တရားခုံမဲ့ပွဲအစမ်းတကျဲချဲလေပြုတ်ပြင်၍ထားသောဘိမ္ဗံ ရှည်သိရာရှည်ဒူသိရာဒူထိုးထိုးအင်္ဂါကြီးငယ်တို့ဖြင့်တင့်တဲ့သည်ဟုအမမပြုလောက်အောင်ပေါင်းစု၍တည်နေသောသမုတ်တိတံသုံးရာသောအယိုးများကြောင့်မာမာမြင့်ခေါင်စိုက်ထောင်ရက်တည်နိုင်သော အာတုရံမပြတ်မဆက်အမြဲကျင်နာမခံသာသော ဘုသင်ကပ်ပံလူသူအမြပုရုဇဉ်အန္တာသားတို့တရားမမိဉာဏ်မသိ၍တင့်တယ်သည် ဖွဲရာသည်မင်္ဂလာရှိသည် ထိုဤများပြအကြံမအပ်သောတံအရုကာယံကိုးပေါက်ဓာတအမာဝမှာယူကြဖြုံးဖြုံးယွန်ရှားပွဲအပြည့်ဖုံးသည်ဖြင့် တကူလုံးအမာကြီးတပွဲမတင့်တယ်တော့ထိုခန္ဓာကို အတဘောကိုပတ္တပတ္တထာဖံဖံစိတ်ငုဉာဏ်ဆက်ခုဖြင့်ကြည်ယူကြကုန်လော့ဒေသနာနေကုန်ဆုံးသောအခါတတဝါပေါင်း၈၄၀၀တို့ တစ္ဆာ၄ပါးတရားသိမြင်ကြွတန်းဝင်ကြလေသည်တိရိမာကိုချစ်ခင်နှင့်သာတော့ထိုရန်ငယ်သည်လဲသောတာပတ္တိဖူ၌ဒီလေ ်ကွင်းစဤဆိုအပ်ခဲ့ပြီးဒီကဓမ္မပဒအထကရာဒုတိယကိုစာမျက်နှာ66 17ရာဇဝတ်နှစ်တိရိမဝုထုမှာထုတ်ဆောင်ဖော်ပြချက်သည်ဤတိရိမဝုထုနှင့်ဆက်၍သုဒ္ဓနိဗ္ဗာန်အထကရာဗြဟ္မာကိုစာမျက်နှာ235တဥရကဝတ်71ဝိဇယတုတ်အဖွင့်နိုင် လာရှိသည်ကိုလာရှိသည်ကိုလည်းကြီးညိုပွဲကောင်းလာ၍ဆက်လက်ဖော်ပြဟောဟန်